အစိမ်းရောင်တတော်ကြီးတဲတွင်ခြေသေးချွန့်ထက်သောလက်သေးရှိကြီးနှင့်မောင်မာနေတက်သည့်မြောက်ကလေးနေထိုင်သည်သူသည်အရာရာကိုမြ мян လှုပ်လို့ပြီးစိတ်မရှိတတ်ပေတနေ့တွင်သူသည်တတိကူရန်တစ်ပင်ကြီးတစ်ခုကို တွေးလိုက်သည်သို့တော့တတိများသည်အလွန်မြင့်သည့်အကိုင်းများပေါ်တွင်တည်နေသည်ငါလက်သေးနှင့်တက်လိုက်မည်ဒီတတိတွေငါဟာပဲဟုခစ်အော်ကတစ်ပင်ပေါ်သို့ခုန်တက်သည်သို့တော့သူ၏လက်သေးများသည် ချောမွေသောတစ်ခေါက်ကိုမကင်တွင်နိုင်ပဲခဏခဏလဲကြနေသည်ထိုချိန်တွင်လက်ပြတကောင်ပြန်လာပြီးပြုံးညီလိုက်သည် ခြေသေးရီမင်းလိုချင်တာကဒီတစ်တီးဆိုရင်စိတ်ရှိရှိနဲ့နီးလန်းရှာဖို့လိုတယ်ငါတောင်ပန်လေးတွေကိုကြည့်သူတို့ကဖြည်းဖြည်းချင်းအားစိုက်ပြီးဖွင့်မှနေထဲမှာနှာပေါက်နိုင်နေခြေသေးကစိတ်ဆိုးလျက် ဖြည်းဖြည်းချင်းလိုရမှာကိုငါမကြိုက်ဘူးဟုဆိုသည် သို့တော်သူထက်တက်ပြီးထက်ကြသည်နောက်ဆုံးတွင်ပင်ပန်းလာပြီးလက်ပြာကိုကြည်ကားငါ့ကိုကူညီပါဒီနီးလန်းကဘာလဲဟုမေးလိုက်သည်လက်ပြာကတည့်ရွက်ချောက်တစ်ခုကိုညွှန်ပြသည်ဒီရွက်ကိုယူပြီးမြေကြီးပေါ်မှာတူးကြည့်မင်းရဲ့လက်သေးတွေကခိုင်ခန့်နေဒါပေမဲ့သူတို့ကိုနေရာမှန်မှာသုံးဖို့လိုတယ်ခြေသေးသည်လက်ပြာ၏အကြံပေးချက်အတိုင်းမြေကြီးကိုတူးသည်စတင်တူးသည့်အခါမြေအောက်မှ ရေစိမ့်ထွက်လာပြီး တစ်ပင်ရင်တွင်တင်းငယ်သော ရေတွင်းလေးဖြစ်လာသည် ရေကိုတောက်ပြီးအပြည့်လာသောတစ်ပင်သည် အကိုင်းများကိုနှိမ့်ပေးလိုက်သဖြင့်ခြေသေးသည်လွယ်ကူစွာတစ်တီးများကိုခူးနိုင်သွားသည်စိတ်ဉဏ်ချင်းသည်အနှားကိုဖိတ်ခေါ်တတ်၏စိတ်ရှိခြင်းနှင့်ဉာဏ်ပညာကိုပေါင်းစပ်မှသာအောင်မြင်မှုရနိုင်၏ဤဇလန်းလေးသည်စိတ်ရှည်မှု သူတပါး၏အကျဉ်းဉဏ်ကိုလေးစားခြင်းနှင့်ဤလမ်းမှန်ကိုရှာဖွေခြင်းတို့ကိုအလင်းပြထားပါသည်